ထိုင်းဆိုရထိုင်းနိုင်ငံအတွင်းကကမ္ဘောဒီးယားလူထုမှ9000ရဲ့အလုပ်လုပ်ခွင့်တပ်တန်းကိုတပ်တန်းတုံးမပေးတော့ဖို့ဆုံးဖြတ်လိုက်ပြီးသူ့နေရာမှာမြန်မာလာအိုဗီယက်နမ်နိုင်ငံတွေကအလုပ်သမားတွေနဲ့အစားထိုးသွားမယ်လို့ထိုင်းလူထုမှဝန်ကြီးထရီနုတ်ကပြောပါတယ်ဒီဆုံးဖြတ်ချက်ဟာမကြာသေးခင်ကထိုင်းကမ္ဘောဒီးယားနယ်စပ်မှာမြေမြိုပိုင်းနှလုံးပေါက်ကွဲပြီးထိုင်းစစ်သားတွေဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်အပြီးနိုင်ငံငယ်ညဉ့်ညံရေးကြေညာစရန်ကိုထိုင်းဘက်ကဆိုင်းငံ့လိုက်ပြီးနောက်မှာဓာတ်ရိုက်ထွက်ပေါ်လာတာပါဝန်ကြီးချုပ်အနုထင်ကိုယ်တိုင်က ကမ္ဘောဒီးယားနိုင်ငံသားတွေအတွက်အထူးနေထိုင်ခွင့်ပေးမဲ့အစီအစဉ်ကိုစတင်ဖို့အမိန့်ပေးခဲ့တာဖြစ်ပါတယ်။ထိုင်းအလို့သမားဝန်ကြီးထရီနိုကတော့ဒီဆုပ်ဖြတ်ချက်ကြောင့်အထူးသဖြင့်ကမ္ဘောဒီးယားလူသားတွေကိုအဓိကအားကိုးနေရတဲ့ကြံခင်းတွေလိုစိုက်ပျိုးရေးကဏ္ဍမှာလူသမားပြည်လက်မှုဖြစ်လာနိုင်တယ်လို့ဝန်ခံထားပါတယ်။ဒါပေမဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ထိုင်းဆိုရာကအစားထိုးအစီအစဉ်ကိုအသင့်ပြင်ထားပြီးဖြစ်ပါတယ်။ဒါတွေကတော့မြန်မာလာဝနဲ့ဗီယက်နမ်နိုင်ငံတွေကလူသမားတွေကိုအစားထိုးခွဲယူသွားမှာပါလက်ရှိအလုပ်လုပ်နေစေ အဲ့ဒီနိုင်ငံသုံးနိုင်ငံကလူသမားတွေရဲ့အလုပ်လုပ်ခွင့်ကိုလည်းတက်တန်းတိုးပေးသွားမှာဖြစ်ပြီးအရေးပေါ်အနေနဲ့ဒုက္ခသည်စခန်းတွေကလူသမား၄000ကျော်ကိုလည်းယာယီဖြစ်တင်းသွားမယ်လို့သိရပါတယ်။ဒါပေမဲ့ဒီနိုင်ငံရေးဆုံးဖြတ်ချက်ရဲ့အလဲမှာပြေးမိနေတာကတော့အလုပ်လုပ်ခွင့်တက်တန်းကုန်ဆုံးသွားပြီဖြစ်ပေမဲ့နေဆက်တွေပိတ်ထားလို့အိမ်မပြောင်းနိုင်သေးတဲ့ကမ္ဘောဒီးယားအလုပ်သမား9000ပါပဲ။သူတို့ကိုနေရက်ပြန်ပို့မလားဆိုတဲ့မေးခွန်းတွေအပေါ်မှာတော့လူသမားဝန်ကြီးကလွန်ညွှန်ရေးအခြေအနေတွေအပေါ်ဝင်ဖွဲ့စည်းများစွာနဲ့သက်ဆိုင်နေလို့အစိုးရဖွဲ့အစည်းအဝေးမှာဆွေးနွေးရအောင်မယ်လို့ဖြေကြားခဲ့ပါတယ်။